အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကန်ရေမြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တစ်ဆက်ပေးမယ့်သတင်းကတော့အမေရိကမှာနိုင်ငံသားမှတ်ပုံတင်အသစ်ကိုနောက်ဆုံးသတ်မှတ်ရက်နီးလာပြီးမလိုက်နာသေးတဲ့ပြည်နယ်တွေကိုသတိပေးခြင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ USA Today ကဧပြီလ22 2025မှာထုတ်ပြန်သွားတာကတော့ အမေရိကမှာနေထိုင်ကြတဲ့မူရင်းအမေရိကန်နိုင်ငံသားတွေကတရားဝင် green card နဲ့နေထိုင်ကြတဲ့တိုင်းတစ်ပါးသားတွေကအကြောင်းမျိုးမျိုးနဲ့လာရောက်ကြပြီးတရားဝင် ခွင့်ပြုချက်နဲ့နေထိုင်နေကြသူတွေတိုင်းမှာ နိုင်ငံသားမှတ်ပေါ်တင်ကပ်ပြား ID driver license တွေရှိကြပါတယ်။ဒါပေမဲ့အခုချိန်ကစပြီးတမရထရမ့်ရဲ့အစိုးရအသစ်ကနိုင်ငံတွင်းကခိုးဝင်ကျူးကျော်တွေကိုပိုက်စိတ်တိုက်မြေလန်ရှာဖွေဖမ်းဆီးနေပြီဖြစ်နေတယ်လို့အဲ့ဒီခိုးဝင်ကျူးကျော်တွေမှလည်း ယခင်တမရဟောင်းတွေလက်ထက်တုန်းကမှတ်ပုံတင်ဌာနတွေမှာအကျဉ်ပြတ်ခြားစားမှုတွေရှိနေတဲ့အတွက် ID တွေ driver license တွေထုတ်ပေးထားတာတွေရှိနေပါတယ်။ပြီးခဲ့တဲ့သတင်းမှာ New York က driver license ရုံးကခိုးဝင် ကျူးကျော်တွေ ID တွေ driver license တွေထုတ်ပေးခဲ့တဲ့အတွက် Federal ကနေပြီးတော့တရားစွဲဆိုထားတဲ့သတင်းတွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။အဲ့ဒါတွေကြောင့်တမရ Trump ရဲ့အစိုးရအသစ်ဟာ Real ID လို့ခေါ်တဲ့ပိုပြီးလုံခြုံရေး မြင့်မာပြီးအတုလုံးလို့မလွယ်အောင် ID တွေ driver license တွေကိုထုတ်ပေးလို့အဲ့ဒီထုတ်ပေးတဲ့အခါမှာလည်းတူးစီတိုင်းနိုင်ငံသားတိုင်းကိုနိုင်ငံသားလားတရားဝင်နေထိုင်ခွင့်ရှိနေသူလားစသဖြင့် DHS ကခွင့်ပြုထားတာတွေကိုတရားစစ်ဆေးပြီးမှသာထုတ်ပေးရန်ညွှန်ကြားထားပြီးတော့အဲ့ဒီ real ID ရှိမှသာ ပြသနိုင်မှသာပြည်တွင်းလေကြောင်းခရီးတွေ၄စိတ်တွေတင်မောစိတ်တွေအဝေးပြေးကားဂိတ်တွေမှာ လက်မှတ်ဝယ်ယူပြီးခီးသွားခွင့်နေရရှိကြမှာဖြစ်ပြီးတော့အစိုးရအဖွဲ့ယုံတွေကိုဝင်ထွက်တဲ့အခါမှာလည်းအဲ့ဒီ real ID ပြနိုင်မှသာခွင့်ပြုသွားမယ်ဖြစ်ပါတယ်။အဲ့ဒီ real ID လောက်ရမယ်နောက်ဆုံးရက်ကတော့မေလ9ရက်2025လို့သတ်မှတ်ထားတာကြောင့်အလွန်ကိုနှိစက်နေပြီးတော့တလားတော့မလို့တော့ပါဘူး။ပြည်နယ်တော်တော်များများကအမေရိကမှနေထိုင်သူတွေဟာပြုလုပ်နေကြပြီးတော့ real ID မပြုလုပ်ပါသေးတဲ့ပြည်နယ်တွေလည်း ကြန့်ရှိနေသေးကြောင်းသိရပါဗျ။ CBS သတင်းဌာနရဲ့သတင်းရယူတဲ့ဌာနကထုတ်ပြန်တဲ့သတင်းကတော့ April 9ရက်ကနေ18အတွင်းမှာပြည်နယ်15ခုမှာ50ရာခိုင်နှုန်းလောက်မပြုတ်တော့သေးဘူးလို့သိရပါဗျ။တခုရှိတာကတော့ American Passport တက်တမ်းမကုန်သေးပဲလောက်ဝယ်ရှိနေသူတွေကတော့ Real ID မရှိပဲ YoYo ID ရဲ့ American Passport ရဲ့ပြသနိုင်ရင်တော့ခီးသွားလာတာတွေ ဖက်ဒရယ်အစအဦးတွေဝင်တာထွက်တာတွေမှာပြဿနာမရှိဘူးလို့သိရပါတယ်။အမေရိကရဲ့ပြည်တွင်းပြည်ပတည်ယူပို့ဆောင်ရေးဝန်ကြီးဌာနကနေပြီးတော့ရှေ့လမေ9ရက်မှာစတင်အသက်ဝင်မဲ့ real ID ပါရှိရမယ့်ကိစ္စဟာလေစိတ်ကားစိတ်တင်မောစိတ်စသည်တို့တွင် အနောက်အရှက်ဖြစ်စေမဲ့အလားအလာတွေရှိနိုင်သောကြောင့်အဆိုပါနေ့ကို ဝန်ထမ်းများအားလုံး standby နေရမယ်လို့ကြေညာထားပြီး လုံခြုံရေးတွေ ICE အဖွဲ့တွေရဲဌာနတွေကိုပါအစင်သက်ရှိနေစေရန်ညွှန်ကြားထားပါတယ်။ Real ID ရဲ့နမူနာပုံစံတွေကိုလည်းဒီဗီဒီယိုတွင်တင်မှာကျွန်တော်ပူတွဲတင်ဆက်ပြသလိုက်ပါတယ်။ Real ID ကိုတော့ရခင် ID ပြုလုပ်တဲ့ရုံးတွေမှာတွားရောက်ပြုလုပ်နိုင်ပြီးတော့လိုအပ်ချက်တွေကတော့မိမိလက်ရှိ ID အဟောင်းရဲ့လူမှုဖူလုံရေး Social Security Card ရဲ့ American Passport ဒါမှမဟုတ် America မှာမွေးဖွားခဲ့တဲ့မွေးစည်းရင်းပြီးလို့ရှိရင်မိမိနာမည်ပါတဲ့ မိကရေကဘေလ်တွေပြီးတော့ဘန်ကပို့ပေးတဲ့လစင်ဘန်စင်ရင်ဒါမှမဟုတ်အကျွေးကတ်ကော်မတီတွေကပို့ပေးတဲ့လစင်စီရင်အိမ်ငါးစာချုပ်စသဖြင့်ယူဆောင်သွားရန်လိုအပ်ပါတယ်အခုထိတော့အမေရိကတနိုင်ငံလုံးရဲ့ပြည်내90ထဲမှာမှပြည်내28ခုဟာ80ရာခိုင်နှုန်းထက်နည်းတဲ့သူတွေ real id ပြုလုပ်ထားတာတွေ့ရတာကြောင့်နိုင်ငံတော်ဝက်ကြော်ကြော်ဟာမပြုလုပ်ပါသေးပါဘူးလူစေရောက်မှ3ရောက်လောက်သာ လေကြောင်းခရီးသွားခွင့်တွေရရှိမှာဖြစ်တယ်လို့တွေ့မြင်ရပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ထိ New Jersey ပြည်နယ်မှာလိုက်နာမှုအ ਨੇ ဆုံးရှိပြီးတော့ Pennsylvania က26ရာခိုင်နှုန်းနဲ့ New York က43ရာခိုင်နှုန်းရှိပြီး California ကတော့လိုက်နာမှုအများဆုံးဖြစ်ပြီး55ရာခိုင်နှုန်းလောက်အထိ Real ID တွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။ Chicago ပြည်နယ်ကတော့မြို့လေကောင်ကအဆောက်အဦးမှာတနေ့ကိုလူ1500လောက်အထိကို real id ကိုအချိန်မြင့်လုံဆောင်ပေးသွားမယ်လို့သိရပြီးလူတိုင်းလိုလိုအဲ့ဒီ real id ပြုတ်လို့သွားရန်နှိုးဆော်နေကြပါပြီ real id ပြုတ်လို့တဲ့နေ့ကစပြီးတော့မိမိအိမ်ရောက်လာတဲ့အချိန်နှစ်ပတ်နီးပါးကြာမြင့်နိုင်မှာဖြစ်ပြီးတော့ရှောက်လာတင်တဲ့နေ့မှာထုတ်ပေးလိုက်တဲ့မိမိတက်ပုံနဲ့စာရွက်ဟာယာယီစာဖြစ်ပြီးခီးကြီးသွားလာရန်အတွက်တော့အကျိုးမုံမင်ကြောင်းသိရပါတယ်ပြီးနေ73ခုဖြစ်တဲ့ Colorado, Florida, Georgia, Maryland, Nebraska, South Dakota, Wyoming, ပြီးတော့ District of Columbia, Texas, Mississippi, Hawaii, Utah, Vermont အဲ့ဒီ state တွေကတော့90ရာခိုင်နှုန်းလောက်အထိ real ID တွေပြုလုပ်ခဲ့ကြပြီဖြစ်ကြောင်းသိရပါတယ်။လေးစိတ်မှတာဝန်ရှိသူတွေကတော့လိုက်နာသူတွေအများအပြားတွေ့ရှိရပြီးတော့ real ID တွေ American passport တွေ military ID တွေနိုင်ငံတော် ID တွေပြကြိုက်ပြီးခီးသွားတာတွေရှိကြောင်းနဲ့ ID အဟောင်းပဲပြသနိုင်ပြီးအဲ့ဒီ ID အဟောင်းတွေဟာတက်တန်းတွေကုန်ကိုင်ဆောင်သူတချို့ဟာခိုးဝင်ကျူးကျော်တွေဖြစ်နေပြီးတော့ real ID ရုံးမှာသွားလျှောက်တာတရားဝင်နေထိုင်ခွင့်မရှိတာတွေတက်တန်းကုန်တာတွေကြောင့် real ID မရှိတာတွေဖြစ်ကုန်ပြီးမရဘဲနဲ့ ICE အဖွဲ့ရဲ့ခေါ်ဆောင်သွားခြင်းကိုခံနေရပါပြီ ်အမေရိကကနိုင်ငံသား၁၀ယောက်မှ၈ယောက်လောက်က real id ပြောင်းဖို့တော့စမ်းသပ်ရှိကြောင်းဒါပေမဲ့အဲ့ဒီဂျုံမှာ၃၄နာရီလောက်ထိုင်ဆောင်ရမှာကိုမလိုချင်တဲ့အတွက်သွားမလို့ကြောင်းပြီးတော့နိုင်ငံပြင်ပကိုလည်းထွက်ခွာတာမလုပ်ကြပဲပြည်တွင်းမှာခရီးသွားလာကြရင်လည်းလေရင်အစားမိမိရဲ့မိသားစုနဲ့အတူကိုကားကိုမောင်းပြီးခီးကြီးတွေထွက်ကြတာမျိုးပြဿနာမရှိကြောင်းပြောပါရယ်အမေရိကမှာ ပြထန်းထားတဲ့ real ID ဆိုတာကတော့911အကျန်းဖက်သူတွေရဲ့ဒဏ်ကိုခံလိုက်ရပြီးတော့2005ခုနှစ်ကစပြီးတော့ရှိခဲ့တာပါဒါပေမဲ့ real ID မရှိလဲခရီးတွေသွားလာနိုင်တာမို့စီးကန်းတွေတိတ်မကြတာမို့လူတွေတိတ်စိတ်ဝင်စားခဲ့ကြပါဘူးအခုတော့ Trump ရဲ့ ICE အဖွဲ့ကခိုးဝင်ကျူးကျော်တွေကိုနေလန်ရှာဖွေဖမ်းဆီးနေချိန်မို့လို့ real ID ပြုလုပ်တဲ့ကြောင်းနှုတ်ဆော်လိုက်ပြရစေကျေးဇူးတင်ပါတယ်ခင်ဗျာ တည်င်းကတော့ဒီတော့ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နေသက်ခရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye